အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ။ Tottenham Hotspur ရဲ့အသင်းကောင်းဆောင် Hyun Min Son တရားဒီပြတဲ့ဒါ Thomas Frandt လက်ထက်မှာ နေရာရနိုင်ဖို့ခက်ခဲလာပြီးတော့ကလပ်ကထွက်ခွာသွားဖို့ရှိကြောင်းတောက်လျှောက်မီဒီယာတွေမှာဖော်ပြလာပြီ။32နှစ်ရွယ်ရှိတဲ့ Son ကမကြာမီမှာ33ပြည့်တော့မယ်။ ပြီးခဲ့တဲ့ရာသီကလေးကနီးပြအန့်ပိုဆိုခိုကူအသင်းမှာအရန်ဖြစ်လာခဲ့ပြီးတော့နောက်ပိုင်းပွဲစဉ်တွေကိုလူစားဝင်ကစားရတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီမှာပြိုင်ပွဲဆိုမှာ၁၁ခုပွဲသွင်းတယ်ဒါထော့နန်ကိုရောက်လာပြီးတဲ့အချိန်မှာ lowest ဒါ twin goal ဆွမ်းဆောင်ရင်ဖြစ်တယ်ဆိုတော့ spark ကလည်းသူတို့ရဲ့ legend ဖြစ်တည်တိုင်အောင်အသင်းကောင်းဆောင်ဖြစ်တည်တိုင်အောင်ဒီဒီဂျေဟာလမ်းခွဲဖို့တင့်တော်ပြီလို့ Tottenham Hotspur ဘက်ကခံစားမိတယ်။ဥက္ကာကဆုံးတန်ရုံးစင်ရှိတဲ့နီးပြား အန်ချ်ကလည်းမရှိတော့ဘူး Ryan Mason လည်းထွက်သွားပြီတခြားနီးပြလည်း West Brom ကိုရောက်သွားပြီတခြားနီးပြအဖွဲ့အနေနဲ့အကုန်ထွက်သွားပြီဆိုတော့ Tottenham ကပြီးခဲ့တဲ့နှစ်တုန်းကရှစ်တနှစ်တုန်းကသင်ကောင်းဆောင် Hurricane ကိုဆုံးရှုံးတယ်ဆိုစားချင်းဒီ hurricane တိုက်ကမှာ Hugo Lloris ကိုဆုံးရှုံးတယ်။နောက် Kane ကိုထပ်ဆုံးရှုံးတယ်။အခုဆုံးကိုပါထပ်ဆုံးရှုံးမဲ့အခြေအနေ Spa ကဘာစဉ်းစားလဲဆိုတော့ financial ရဆုံးထွက်သွားရင် လပ်ဘက်ကဘလောက်ထိ effective ဖြစ်မလဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်အတိအကျ Tottenham Hotspur ကွင်းရဲ့တနေ့တာကာလအတွင်းမှာကိုရီးယားပြည်သက်ရဲ့လာရောက်လေပတ်မှုစတိုးကိုမှဝယ်ရောက်မှုဟာအများကြီးပဲ။ဘယ်နေရာမှာ Humminson ကန်ကန်ကိုရီးယားပြည်သက်ကအမြဲတမ်းရှိတယ်။ကိုရီးယားကိုရီးယားပြည်သက်အားလုံးဟာ Tottenham Hotspur အတီးအဲ့မြောက်လန်ဒန်ကဒီစပန်နီးယားမှာအမြဲတမ်းပစ္စည်းဂျာစီ မာဖလာဒီမာချက်ဆိုင်အကုန်အားပေးတာဆိုစပါကအားလားအများကြီး effective ဖြစ်မှာ။ဘာကြောင့်လဲဆိုတော့ human source ကရတဲ့ဒီပတ်စံပေါ့လေ Tottenham Hotspur ကဒါအများကြီးစဉ်းစားတယ်။တော့အခုလောလောဆယ်မှာ Tottenham Hotspur ဘက်က Thomas Frank ကအခုလက်ရှိမှာ Brian Ambuevo အပါဝင်နောက်ကစားမအသစ်တွေကိုသူတို့လုပ်တယ်။သူတို့ Antoine Semenyo ကိုသူတို့ကြီးတယ်။ Brian Ambuevo ကိုသူတို့ကြီးတယ်။ ဒါအပြင်ကလပ်ထင်းမှာရှိထားပြီးသား Audible တို့နောက်နီးပြားက Material ကိုတက်တန်းထပ်တိုးဖို့ပဲဖြစ်ဖြစ်အပိသက်ခေါ်ဖို့ပဲဖြစ်ပြောထားတယ်ကလပ်မှာက Brandon Johnson ရှိတယ် Audible ရှိတယ်အဲပြီးတော့မှဒီတစ်ချိန်တည်းမှာပဲ Dejan Kolosowski ရှိတယ် Samanyo နဲ့နောက်တစ်ဖက်ကဒီ Brian Abuebo ရောနောက်တစ်ဖက်က Richarlison ရော Strom မှာထွက်စားခမှာဆုံးတွက်က Chance ကတော်တော်နည်းလာတယ် ဒီအတွက်ကြောင့်လည်းရှီယိုမင်းဆွန်ကထွက်သွားနိုင်ပြီရှိတယ်ဆိုတော့အခုတလောဆယ်မှာသူ့ကိုဆော်ဒီအာရေဗျာကလပ်အခလာအသင်းကကမ်းလှမ်းထားတယ်ဒီကမ်းလှမ်းမှုမှာဒါဆော်ဒီဘက်ကစန်ချိန်တင်လောက်ခလာဆောင်နဲ့ကိုရီးယားနဲ့ထော်နာအသင်းကောင်းဆောင်ကိုပေးထားတယ်တစ်ဖက်ကလည်းဂျိုဆေမော်ရီညိုကလည်းသူစပါးမှာလက်တွဲညီတဲ့ယူမင်းဆွန်ကိုဖန်နဘတ်ချီကိုခေါ်ချင်းနဲ့တူရကီကလပ်တွေကလည်းတော်တော်လေးသဘောကျတယ်ဆိုတော့ဒီချိန်ဟာစပါးအတွက် ယုံမင်းစုံကိုလမ်းခွဲဖို့အသင့်အသင့်တော်ဆုံးဖြစ်ပြီလားဗောလေဆိုတော့အခုဖော်ပြထားတဲ့ report တခုရဆိုရင် Tottenham Hotspur အသင်းကဒါအခုလက်ရှိမှာဒါ Bayern Munich အသင်းရဲ့ဒါတောင်ပန်ကစားမတိုက်စစ်ပွဲစားမတောင်ပန်ကစားပြောတဲ့ Matty Tech ကိုအပိသက်ခေါ်ဖို့ဒါသူတို့ဘက်ကဒါစပြီးတော့ပြင်ဆင်နေပြီအော်အဲ့ကစားမကိုပြောင်းရွှေ့ကတန်း60လောက်ထိဖြစ်နိုင်တယ်ဒါပေမဲ့တရားဒီအငှားပြီးမှထပ်ပြီးတော့အပိသက်ခေါ်နိုင်ပွဲရှိတယ် စပါးကအခုအစောပိုင်းလုံးကသူတို့ကဒီဘယ်လိုပြောမလဲဆိုတော့ဒီ Lee Rice တွေကိုသူတို့လိုချင်တာတကယ်လို့ Lee Rice တွေကရင်တော့ဆုံးကိုတေချာပေါက်ထုတ်မှာဒါပေမဲ့ Sanis ကအခု Galasa တွေကိုပြောင်းသွားတော့သူတို့မှနည်းနည်းလေးစဉ်းစားတာ Matty တွေကတော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့အပြီးသတ်ဝင်မယ်ဆိုတော့အဲ့ဘယ်တောင်မှမှာ Matty တွေရှိမယ် Audible ရှိမယ် Now Brandon Johnson ကတော့ညာဘက်ချင်းကစားတာများတယ်တကယ်လို့သူတို့ Richardson ကိုကစားခိုင်းလို့လည်းရတယ် ။နောက်ဒီကြားထဲမှာအံပွေးမှုနဲ့နောက်သူတို့ခေါ်ချင်တဲ့ Antoine Saman မျိုးလည်းရှိတော့ position ကတော်တော်လေး spa မှာ strong ဖြစ်တဲ့အတွက်ကြောင့်ဆုံးတွက်ကတော်တော်လေးခတ်သွားတယ်။ဆိုတော့ဆုံးကိုယ်တိုင်လည်းထွက်ခွာကောင်းထွက်ခွာဖို့ပြင်ဆင်ပြီးတော့ Tottenham ကတော့သူတို့အသင်းကောင်းဆောင် Human ဆုံးကိုမကြမီရောင်းချပွဲရှိတယ်။စာချုပ်ကတစ်နှစ်ပဲကြာနေအဲ့ဒါတော့မှတက်တန်းကကုန်ပြီသူတို့ကအဲ့တစ်နှစ်ကိုထပ်တိုးပွင့်နဲ့တိုးထားတာဖြစ်တယ်။ဆို Spa နဲ့ Sezu နဲ့ကစားတဲ့ Tottenham Hotspur နဲ့ Human ဆုံးတို့ရဲ့ လမ်းခွဲမှုကိုဒီနေ့ညရာဒီမှာကျွန်တော်ပြည်သက်တွေတွေ့မြင်ရဖို့ရှိတယ်ဖန်နာဘချီနဲ့ဆရာဟောင်းမော်ရီညိုရှိသွားမလားဆော်ဒီကိုပဲသွားမလားချားဘဲကလပ်တဲ့ကိုသွားမလဲဆက်ပြီးစောင့်ကြည့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်